မြန်မာနိုင်ငံအင်ရှင်ဖြစ်ကျင်းပဖို့ရှိတဲ့အာဆီယံလူမှုရေးယဉ်ကျေးမှုအတိုင်းအဝန်းရဲ့ဝန်ကြီးများဆင်အစည်းအဝေးမှာအာဆီယံနိုင်ငံတွေရဲ့ယာစီဥတုပြောင်းလဲမှုရွှေပြောင်းအလုပ်သမားအခွင့်အရေးကိစ္စတွေတင်ပြဖို့ရှိတယ်လို့မြန်မာအစိုးရကစက်တင်ဘာ24ရက်မှာပြောဆိုခဲ့ပါတယ်။ရွှေပြောင်းလုပ်သားကိစ္စဘာတွေတင်ပြမှာလဲ။မြန်မာနိုင်ငံကနေဒေသတွင်းနိုင်ငံတွေစီပြောင်းရွှေ့လုပ်ကင်နေတဲ့ရွှေပြောင်းလုပ်သားတွေရဲ့လုခလာစာလုပ်သားစစ်တမ်းအချက်လက်တွေနဲ့ပတ်သက်ပြီး မြန်မာပြည်ဟာအားနည်းချက်တွေရှိတာကြောင့်ယုံကြည်အားကိုးရလောက်တဲ့ကိန်းကနန်းတွေရှိဖို့အနေထားဟာလျော့နေနေတယ်လို့အလုသမာဒုတိယညွှန်ကြားရေးမှူးချုပ်ဦးစောနိုင်ကပြောပါတယ်။အနည်းဆုံးလောက်ကကျင်းကွေကိစ္စလည်းဒူဆောင်ရွက်တယ်။နောက်တစ်ခါဒုနိုင်ငံမှာလုတ်သားဥစားပေါ်စစ်တမ်းဆိုတာဒီဒရီနဲ့ပတ်သက်တဲ့ကိစ္စတွေဟာတို့ကအရင်အားနဲ့တူတိုင်းပြီးမှာ။ကျွန်တော်တို့အလုသမာစစ်တမ်းဆိုအနှစ်23နှစ်ရှိတယ်။မကောက်တော့အခုကြတော့ဘာဖြစ်လဲဆိုတော့တိုင်းပြည်မှာကအလုသမာနဲ့ပတ်သက်တဲ့ကိန်းကနန်းတွေဟာ တိကျမှုတွေနော်ဟိုဟာပေါ့ reliable လို့ခေါ်တာပေါ့ယုံကြည်အားကိုးလောက်တဲ့အနေထားလေးတွေရောနေဥမာအလုပ်လက်မဲ့ရာခိုင်နေလို့ဟာမျိုးလက်တွေ့ဖြစ်နေတာ ਨੇ တို့ဟာအရင်ခေတ်တော့1990ခုနှစ်ကွာတောက်ခဲ့တဲ့အခြေခံကိန်းဂဏန်းတွေပေါ်မှာအခုခေတ် projection လို့ခေါ်တဲ့တို့ရဲ့နီးပညာနဲ့တွက်ချက်မှုရရတဲ့ဂဏန်းပဲပေါ်ပြနိုင်တယ်မြန်မာနိုင်ငံရှေးဟောင်းယဉ်ကျေးမှုမြို့တော်ပကံမှာလာမယ့်စက်တင်ဘာ28ရက်ကစပြီး ုံးရကြကျင်းပမဲ့ဒီစည်းဝေးမှာရင်းကျေးမှုဝန်ကြီးဌာနနဲ့တတော်ဝန်ကြီးဌာနကလည်းပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့လူမှုထုတ်လုပ်မှုတွေကိုတင်ပြဖို့ရှိတယ်လို့ဆိုပါတယ်။အာဆီယံလူမှုရင်းကျေးမှုဆိုင်ရာထိပ်သီးအစည်းအဝေးဟာ2015လွန်အာဆီယံအတိုင်းဝိုင်းအတွက်လူမှုရေးနဲ့ရင်းကျေးမှုပိုင်းဆိုင်ရာဂန္ဓာတွေပေါ်ဆုံးဖြတ်ချက်တွေချဖို့ရှိပြီးအာဆီယံ10နိုင်ငံရဲ့ရင်းကျေးမှုစရိုက်လက္ခဏာတွေကိုထုတ်ဖော်ပြီးတနိုင်ငံနဲ့ဆိုတဲ့သဘောမျိုးပုံဖော်ဖို့စူးစမ်းနေတယ်လို့ ဒေါ်နန္ဒာမောင်းကပြောပါတယ်။အခုကဂျပန်တို့ကဒီကအာဆီယံနဲ့လုပ်တဲ့ပွဲပါ။အဲ့တော့အာဆီယံနဲ့လုပ်တဲ့ပွဲဆိုတော့ကျွန်တော်တို့2015မှာပေါ်ဆောင်ရမယ်။အာဆီယံအတိုက်အဝန်ပေါ်ဆောင်မှုအတွက်ကျမတို့ရည်ရွယ်မှုကိုညှိထာနာအနေနဲ့ဖိုကာဖြစ်ဆောင်ရွက်နေတာဖြစ်တဲ့အတွက်ဒါဒီဆောင်ရွက်သွားဖို့ရှိပါတယ်။အာဆီယံမှာကျမတို့ရဲ့ပေါင်းစည်းပါဝင်မှုပြသခြင်းဖြစ်ပါတယ်။အာဆီယံကခုနကကျမပြောသလိုပဲ၁၀နိုင်ငံ ဟို community တခုတည်း10 countries 1 nation လို့ပဲစနိုင်ငံပါဝင်တဲ့နိုင်ငံတခုတည်းအနေနဲ့လို့ပဲယူဆတဲ့အတွက်အရှိတောင်အာရှနိုင်ငံများဟာကိုယ်နိုင်ငံအသေးသေးရဲ့ဟလာယဉ်ကျေးမှုအစရိုက်လက္ခဏာတွေကိုထုတ်ဖော်ပြသနိုင်တဲ့ပွဲလို့ပဲချင်ပါတယ်။ပကံမှာကျင်းပမဲ့ PC ဝေပြီးအောက်တိုဘာ၁ရက်နေ့ရန်ကုန်မြို့အမျိုးသားဇေယျမှာအာဆီယံအနုပညာပွဲတော်ကိုကျင်းပမှာဖြစ်တယ်လို့အာဆီယံဒေသတွေအစားအစာ fashion နဲ့လက်မှုပစ္စည်းတွေပြသသွားမယ်လို့ဆိုပါတယ်။